အော်တိုဘာလ15ရက်နေ့ညပိုင်းအတွက်လူသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုတုံ့နှုတ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရခံလိုပါရခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရခိုင်ရုံးမအရှိချမ်းအုံရှိပင်ကပ္ပဆ16အနီးကစစ်တပ်ရဲ့အခိုင်မာ တိဆောက်ထားတဲ့ကင်းစကန်တစ်ခုကို အေအေနဲ့ပူပေါင်းတပ်တွေကထပ်ပြီးသိမ်းပိုက်လိုက်ပါရတယ်။ နောက်မွန်ပြည်နယ်ရေးမြို့နယ်မှာ၃ရက်ဇက်တိုက်တိုက်ပွဲအတွင်းမှာအရာရှိအပါဝင်စစ်ကောင်စီတပ်သားတွေတေဆုံးထိခိုက်မှုရှိတယ်လို့ပြောပါတယ်။မြဝတီဟော်လေးလမ်းပိုင်းကိုစစ်ကောင်စီတပ်ဆူမိုးဖို့ကြိုးပမ်းနေပါတယ်။နောက်ပြီးတော့မိထီလာနယ်ရေရာရှိမြို့နယ်မှာဒီစစ်မှုထမ်းပတ်စင်၁၈အတွက်လူငယ်69ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။ DNA လေးဆွတ်ခွာပစ်လိုက်တဲ့ဗိုလ်ချုပ်ရွာကိုကြော်ပြီးတော့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်နေပါတယ်။ ဒီနိုင်ရီကံကိုစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေးအေးပူပေါင်းအဖွဲ့တို့အကြားဂုတ်ကြီးရွာနီးမှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်ခင်ဗျာနောက်ပြီးတော့ဒီနဘူးကော့ဂရိတ်လမ်းပိုင်းကိုစစ်တပ်က DKBA နဲ့ BGF တပ်အကူအညီနဲ့ထိန်းချုပ်ထားတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေကိုစုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ် အရင်ဆုံးသတင်းတပုတ်အနေနဲ့ဒီရခိုင်ရုံးမအရှိချမ်းအုံရှိပင်ကပ္ပဆာ66နေကစစ်တပ်ရဲ့အခိုင်အမာတိစောက်ထားတဲ့ကင်းစကန်တစ်ခုကိုအေနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုစပြီးတင်ဆက်လိုပါရယ်ဒီရခိုင်ရုံးမအရှိချမ်းဘကိုးတိုင်းဒေသကြီးဘရောင်းမြို့နယ်အုံရှိပင်မြို့မတုံရွာကပ္ပဆာ66အနေကအကြံဖက်စစ်တပ်ရဲ့အခိုင်အမာတိစောက်ထားတဲ့ကာကင်းတစ်ခုကိုအရက်ကတပ်တော်အေနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ14ရက်နေ့က တင်ပိုက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဒီတိုက်ပွဲအတွင်းမှာကျန်းဖက်စစ်တပ်ရဲ့အမျိုးသမီးတွေအပါအဝင်မိသားစု30လောက်ကိုပါလက်ရဖမ်းမိထားပြီးတော့စစ်သား40ကျော်တေဆုံးကလက်နက်ခဲယမ်းတွေကိုပါတင်စီရမိခဲ့တယ်လို့စစ်ရေးတရေမြင့်တူကပြောဆိုထားပါတယ်ဒီကပ္ပဆ16ရဲ့အပြင်ဘက်မှာရှိတဲ့ရင်ကလေးကအခိုင်အမာတိရှိောက်ထားတဲ့စခန်းကုန်းကိုအေးအေးနဲ့ပူပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာ ဲ့ဒီစကန်ကုန်းအနားမှာစစ်တပ်မိသားစုဝင်တွေနေတဲ့အရင်ကတည်းကမနစ်ကအဲ့ဒီစကန်ကာကင်းစကန်သိမ့်ပြီးတော့မိသားစုဝင်တွေအမျိုးသမီးအမျိုးသားစုပေါင်း30လောက်ရှိတယ်ဖမ်းမိတာလို့ပြောပါတယ်ဒီမကွေးတိုင်းနဲ့ဆက်ဆက်နေတဲ့ငဖဲမျိုးနယ်မှာရှိတဲ့ဒီနိုင်ငံရေးစီရရေးပါတဲ့နိုင်ငံကံဗျူဟာကုန်းကိုလည်းအေအေနဲ့ပူပေါင်းတက်တွေက မနစ်ကအော်တိုဘာလ14ရက်နေ့ညနေမှာအလုံးစုံသိမ့်ပိုက်မိထားတယ်လို့သိရပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီမွန်ပြည်နယ်ရေးမြို့နယ်ကတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြကြပါရစေ။မွန်ပြည်နယ်ရေးမြို့နယ်အတွင်းမှာအာနာသိန်းစစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်တာမှာအောက်တိုဘာ10ရက်ကနေ12ရက်အတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါဝင်တေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့မွန်ပြည်တော်လိုင်းရေးတပ်ကသတင်းထုတ်ပြန်ပါရစေ။မွန်ပြည်နယ်ရေးမြို့နယ်ကနေကမော့ရွာနေအောင်သာရွာနဲ့လိမ္မော်ချမ်းရွာနေ အောင်တပြေဖုန်ကြီးကျောင်းအနီးနဲ့ဘေးလမိုင်းရွာနဲ့တံပြူစရမြို့နယ်ကကဘာရွာအကြားမှာနေရာတွေမှာဒီတိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ဆိုပါရယ်ခင်ဗျာဒီအော်တိုဘားလဆယ်ရဲ့ကနင်ကမော့ရွာအနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်ကတိုက်ခိုက်တာမှာစစ်ကောင်စီဘက်ကတပ်ချက်ကြီးတဦးနဲ့တပ်သားတဦးသေဆုံးခဲ့ပေမဲ့တော်လိုင်းပူပေါင်းတပ်ဘက်ကထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ပြောပါရယ် အောက်တိုဘာ၁၀ရက်ညနေပိုင်းမှာလည်းရေမျိုးနယ်အောင်သာယာရွာနဲ့လိမ္မော်ကျန်းရွာကမ်းလန်းအနီးမှာမိနစ်၂၀လောက်တိုက်ပွဲဖြစ်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကတအူးတေဆုံးက၄ဦးတန်ရခဲ့တယ်လို့ဆိုပါတယ်။နောက်အောက်တိုဘာ၁၇ရက်မှာတော့အောင်တပြေဖုန်ကြီးကျောင်းအနီးကစစ်ကောင်စီတပ်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာမှာစစ်ကောင်စီဘက်ကတအူးတေပြီးတော့တအူးတန်ရရှိခဲ့တဲ့အကြောင်းဖော်ပြထားပါတယ်။ပြီးတော့ဒီအောက်တိုဘာ၁၂ရက်ကျတော့ရေမျိုးနယ် ဒီဗေလမိုင်းကျေးရွာကနေတံပြူစရမြို့နယ်အေးကဘာကျေးရွာနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့နိုင်ဝက်လောက်တိုက်ပွဲဖြစ်ခဲ့ပြီးတော့ဒီစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါဝင်ရှစ်ဦးတေဆုံးပြီးတော့ဒဏ်ရာသူတွေရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ခင်ဗျာအဲ့ဒီတိုက်ပွဲတွေမှာတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့မွန်ပြည်တော်လိုင်းရေးတပ်ရေးပြည်သူ့ကာကွယ်ရေးတပ်ရမညမွန်တပ်တော် KNLA တပ်ရင်း28တပ်ခွဲတဲ့ ဘျူဟာ33ဒေါနချေမူးရီတက်ခွဲနဲ့တပင်ရှိထိတက်တို့ပူးပေါင်းပြီးတော့စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာလို့အသိပေးပါရခင်ဗျာ။နောက်တရင်တပုတ်ကတော့အဲ့ဒီ KNB နယ်ကတရင်ကိုပဲဆက်ပြီးတင်ပြလိုပါရတယ်။ဒီကရင်ပြည်နယ်မြဝတီဟော်လီလမ်းပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဒီကနေ့အောက်တိုဘာလ15ရက်မနေ့ပိုင်းမှာအဲ့ဒီလမ်းပေါ်ကအင်ဂျင်မြန်ကြီးရွာတဲ့ကိုရောက်လာပြီးဖြစ်တယ်လို့ကရင်တရင်အရေးမြစ်တွေကပြောပါရတယ်။ ဒီမနေ့အင်ဂျင်မြိုင်ထိတ်စစ်တပ်ရောက်နေပြီးခုလမ်းပိတ်ထားတယ်တိုက်ပွဲမဖြစ်သေးဘူးဒါပေမဲ့ခုနကတော့အလုံးကြီးတလုံးပစ်တယ်လို့ကရင်သတင်းရင်းမြစ်တူကဒီနေ့မနေ့ပိုင်းကပြောပြပါဗါးအင်ဂျင်မြိုင်ရွာဟာထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ဘေးမှာရှိပြီးတော့၄ကီကော်မြို့တည်းရဲ့အရှိတ်မှာရှိတာပါ၄ကီကော်ကိုလည်းသိမ်းယူဖို့အတွက်စစ်ကောင်စီတပ်ကထိုးသစ်ဆင်နေတာလည်းဖြစ်ပါတယ် ဒီမနေ့ပိုင်းမှာစစ်ကောင်စီတပ်ရောက်သွားတဲ့အင်ဂျင်မြန်ရွာကိုကရင်နယ်ကြားဆောင်တပ် BGF အမှတ်၄တပ်နဲ့ထိန်းချုပ်တာဖြစ်ပြီးတော့ရွာထဲက BGF ဂိတ်တွေမှာစစ်ကောင်စီတပ်ကဝင်ရောက်နေရာယူထားပြီလို့သတင်းရင်းမြစ်တူကပြောပြပါဗျာ။ အင်ဂျင်မြန်ကြေးရွာကနေတဆင့်ဒီမိုကရေစီကရင်အကျိုးပြုတက်မတော် DKB ထိမ့်ချုပ်ထားတဲ့မင်းလက်ပံကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာမှဖြစ်ပြီးတော့မင်းလက်ပံကနေတဆင့်ဖလူကြေးရွာစီကိုဆက်တိုးလာမှလို့ကရင်သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်ခင်ဗျာဒီလာမဲ့ဒီဇင်ဘာလမတိုင်ခင်မှာစစ်ကောင်စီတပ်ဟာ၄ကီကော်မြို့အပါဝင်မြဝတီဝေါ်လီလမ်းပိုင်းတစ်လျှောက်ကစခန်းတွေကိုပြန်လည်ထိမ့်ချုပ်နိုင်ရတဲ့အတွက်စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ လေးကီကော်မြို့ကနေရာတချို့ကိုလည်းထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လေးကီကော်ကိုစွန့်မှုထားတဲ့မြို့အနောက်ဘက်ကဆွေတော်ကုန်းဘီဝါကုန်းကိုပြန်မသိမ်းနိုင်သေးဘူးလို့စစ်ရေးတရင်ရင်းမြစ်တွေကနေပြီးတော့သိရပါတယ်။ဒီအပိုက်အတွက်မြောက်ရီမြို့တောင်ရင်မြစ်ကန်နဘေးမှာရှိတဲ့ကရင်နေကြားတောင်တက် BGF အမလေးတက်နေမှုဗိုလ်မှူးချုပ်စောမုတ်တုံရဲ့တုံညာကိန်းနဲ့ ဒီနှစ်ဂိတ်တွေကိုစစ်ကောင်စီတပ်ကဝင်ရောက်စစ်ဆေးခဲ့ပြီးတော့နှစ်ဂိတ်ကို နေရာယူလိုက်ပြီလို့မြောက်ဝတီတရင်ရင်မြစ်တူရဲ့ပြောပြချက်အရသိရပါတယ်ခင်ဗျာနှစ်ဂိတ်ကိုကြတော့ဒီစစ်တပ်ကထိုင်လိုက်ပြီးဗိုလ်မှူးတုံဂိတ်ပေါ် တိဂိတ်ရဲ့အောက်မှာဖျားဂိတ်ဖျားဂိတ်ကြားမှာ နှစ်ဂိတ်လေးတတ်ထိုင်လိုက်ပြီလို့အဲ့ဒီတရင်ရင်မြစ်ကပြောပြပါတယ်ခင်ဗျာနောက်မိထီလာနဲ့ရေရာရှိမှာစစ်တပ်ကလူအများပြားကို ဒီလူငယ်များပြားကိုပေါ်တာဆွဲသွားတဲ့တရင်ကိုဆက်ပြီးတင်ပြချင်ပါတယ်။ဒီအော်တိုဘာလ14ရက်နေ့ည8:00နာရီလောက်ကစပြီးတော့မိထီလာမြို့ရှိဘဲကန်စီအနီးမှာအကြံဖက်စစ်သားတွေကစစ်မှုထမ်းအမှတ်စဉ်78အတွက်ဆိုင်ကယ်2စီးစီးနှင်းတဲ့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့ကိုခလာရ 133တိုင်ရင်ကိုခေါ်သွားပြီးတော့လက်ရှိအချိန်ထိလူငယ်တွေရဲ့မိသားစုဝင်တွေကပေါ်တာဆွဲဖမ်းခံရတာကိုမသိသေးလို့လာရောက်ထုတ်ယူတာမရှိသေးဘူးလို့လည်းသိရပါတယ်ခင်ဗျာနောက်ပြီးတော့ဒီအလားတူအော်တိုဘာလ7ရက်နေ့ကလည်းဒီမိထီလာမြို့နယ်အတွင်းအကြမ်းဖက်စစ်သားတွေကအေဇီကားတွေနဲ့လိုက်လံပေါ်တာဆွဲဖမ်းဆီးတာမှာလူငယ်ခုနှစ်ဦးဖမ်းဆီးခံရတဲ့အကြောင်းသိရပါတယ်လက်ရှိအချိန်မှာကျန်းဖက်စစ်တပ်ဟာစစ်မှုထမ်းရထားချက်မပြည့်မီတာကြောင့်စစ်တင်နာပတ်စင်တွေမပြီးခင လူငယ်တွေကိုစုဆောင်းပြီးတော့ထတ်တိုးအင်အားအဖြစ်ရသမျှဖမ်းဆီးပို့ဆောင်နေပါတယ်အကြံပဲစစ်တပ်ကဘူရာယုံတွေကားဂိတ်တွေကိုပိတ်မှတ်ထားပြီးလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်တဲ့အကြောင်းလဲသိရှိရပါတယ်ခင်ဗျာဒါအပြင်ပဲခူးတန်းရေရာရှင်မြို့နယ်မှာလည်းမြို့နယ်ထွေအုပ်ရုံးကလက်ထောက်ညွှန်ကြားရေးမှူးဥက္ကာတန်းကလည်းစစ်မှုထမ်းအပတ်စဉ်၁၈တွဲလူငယ်၄၀ကိုပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းဖို့ပို့ဆောင်ပေးခဲ့တဲ့အကြောင်းထွေအုပ်ရုံးတရင်ရင်းမြစ်က ီရန်ကုန်ခေတ်တည်တည်ထောင်တာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်ရှမ်းမြောက်ကဒီဒီဘောနေကတရင်ကိုဆက်ပြီးတင်ပြခြင်းပါတယ်။ဒီဘောမြို့ကိုဥတီထားတဲ့စကြောင်းနဲ့ခုခံစစ်ပြင်ထားတဲ့တည်နယ်လေးအနေနဲ့ဘောကျူဖျားနဲ့ရွာအနီးမှာမတိုက်ခိုက်ကြဖို့ဒေသတွင်းဩဇာရှိတဲ့တန်ဃာတော်တွေကတိုက်တွန်းခဲ့ကြပါတယ်။အဲ့ဒီနောက်တရနယ်လေးကဆုတ်ခွာသွားပြီးတော့စစ်ကောင်စီကနေရာယူသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရတယ်။ သူပြောတာကဒီဘောဂျူကတော့တမန်ဝင်နေရမို့လို့ကံကောင်းပြီးတော့စစ်ကင်းသွားတယ်ဒါပေမဲ့ဘောဂျူနဲ့တီဘောချာကရွာတွေကိုဘုံကျဲနေတယ်အဆောက်အုံတွေပျက်စီးတာတွေရှိတယ်လို့ပြောပြပါဗါးလေးမိုင်လောက်ဝေးတဲ့ဗောဂျူရွာနဲ့ဒီဘောမြို့ကြားမှာနာခဲရွာခါလင်ရွာဂေါ်ဒန်ရွာမန်ဟဲရွာနန်ဟူးနဲ့ရွာအပါဝင်ကျေးရွာတချို့ရှိနေပြီးတော့အောက်တိုဘာ14ရက်မှာစစ်ကောင်စီကဘုံဆယ်လုတ်တဲ့မင်းနဲ့ကြဲကြခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဒီကျမတို့နေတဲ့နှစ်တွေအကြာကြီးစာတင်ခဲ့တဲ့ကျောင်းတွေလေရင်ပုံးထိသွားပြီးပျက်စီးသွားတယ်မြူနာတင်ကျဲနေတာလေလို့ဒီရှမ်းမြောက်ပညာရေးဝန်ထမ်းတဦးကပြောပြပါဗါတယ်ကျောင်းမဲမြို့ကိုအောက်တိုဘာ၁ရက်ကထိန်းချုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကဒီတိဘောကိုဆက်ပြီး UTP စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်ကျောင်းမဲနဲ့တိဘောကြားရက်ကလွယ်ခေါ်ရွာမှာတပတ်လောက်အကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်စစ်ကြောင်းတွေရှေ့ကိုဆက်တိုးလာတာဖြစ်ပါတယ် ဒီတီဘောဒေသခံအများစုကလာရှုံမြို့ကိုတိမ်းရှောင်နေကြပြီးတော့ MNDAA ထိန်းချုပ်ထားတဲ့လောက်ကင်မြို့မှာလည်းတွားရောက်နေထိုင်သူတွေလည်းရှိပါတယ်။ဒါအပြင်တီဘောမြို့ထဲမှာကြံနေတဲ့သူတွေလည်းရှိနေပါသေးတယ်ခင်ဗျာ။လက်ရှိမှာစစ်ကောင်တီတပ်စစ်ကြောင်းတွေကတီဘောမျိုးနဲ့၃မိုင်အကွာကမဟဲကြီးရွာနဲ့ဂေါ်ဒန်ရွာဘက်ကိုဥတီပြီးဒီလေကြောင်းပစ်ကူနဲ့တူစစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါဗျာ ဒီစကောင်စီတက်ဟာဒီဘောမျိုးအထက်နန်ဟူးနဲ့ကြေးရွာခါလင်ကြေးရွာနဲ့စံဖိတ်ကြေးရွာအနီးဝန်းကျင်နေရာတွေကို မနေ့ကအောက်တိုဘာလ14ရက်နေ့ညနေပိုင်းမှာဝိုင်တွဲလင်းနဲ့ဘုံလုံးရည်30လောက်ကျဲချခဲ့ပြီးတော့အဲ့ဒီနေရာတွေမှာဒီကနေ့မှလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်တဲ့တဲ့ဘုကတော့ဒီမနေ့ကတိတ်ပိုက်ထားတဲ့နိုင်ကံကိုစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေအေပူပေါင်းအဖွဲ့တို့အကြဂုံကြီးရွာအနီးမှာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါရက်ဒီအရက်ကတက်တော်ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ဒီနိုင်ကံတောင်လေကြောင်းရံကကွေရေးစကန်းကိုထုတ်ပေါက်ဝင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အရက်ကတက်တော်အေအေဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်တို့အကြမှာဂုံကြီးကျေးရွာအနီးမှာအပြင်းထန်နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ဘီဘီစီရဲ့သတင်းရင်းမြစ်တွေက နရင်ထရာတရင်ဌာနကို ပြောဆိုထားပါတယ်။ဇင်ပြွန်းရွာကပ္ပစစလေးနဲ့အမြောက်ကြီးတပ်စုံကုန်းကနေတပ်အင်အားတွေကိုပြန်လည်စုဖွဲ့ကအင်အား300လောက်နဲ့စစ်ကြောင်းတွေခွဲပြီးတော့နိုင်ငံဘက်ကိုတက်လာရမှာဂုံကြီးရွာမြေလက်ရွာပဝန်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့ဆိုပါတယ်။စတသစစ်ကြောင်းကထုတ်ပေါက်ဝင်လာတဲ့အေဘက်ကလည်းပြင်းပြင်းထန်ထန်တိုက်ခတ်ချိန်မုန်းနေတဲ့ဂုံကြီးရွာအရှိတ်ဘက်မှာတိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတုံးပါလို့ အဲ့ဒီဒေသခံတရင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာစစ်ကောင်စီတပ်ဟာလေကြောင်းဒီလက်နက်ကြီးအားတွေနဲ့ဒီထုဖောက်ဝင်ရောက်လာပေမဲ့လက်ရှိနေရာကနေရှေ့မတိုးနိုင်ပဲဖြစ်နေတယ်လို့၎င်းကပြောပါတယ်ဒီဇင်မျိုးရွာကပ္ပဆဆလေးနဲ့အမြောက်ကြီးတပ်စုံကုန်းကဒီအင်အားတွေကိုပြန်လည်စုဖွဲ့ပြီးတော့အင်အား300လောက်ကစစ်ကြောင်းတွေခွဲပြီးတော့နိုင်ငံဘက်ကိုတက်လာတာမှာကုတ်ကြီးရွာမြေလက်ရွာပတ်ဝန်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါတယ် ဒီနိုင်ရကန်တောင်လေကြောင်းရံကာကွယ်ရေးစခန်းဘီခွာကိုဒီအရကတ်တပ်တော်ဦးဆောင်တဲ့တွန်လိုက်တပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားတဲ့ဖြစ်ပြီးတော့အကြမ်းဖက်လေတပ်ကဒီနိုင်ရကန်အနီးဝန်းကျင်ကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတာတွေကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်တဲ့ရင်ဘုကတော့ကရင်ဘက်ကတရင်တစ်ခုကိုဆက်ပြီးတင်ပြကြပါရစေ။နဘူးကော့ဂရိတ်လမ်းပိုင်းကိုစစ်တပ်က DGB နဲ့ BGF တပ်အကူအညီနဲ့ထိန်းချုပ်လိုက်ပါရစေ။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာရှိတဲ့နဘူးကော့ကရိတ်လမ်းပိုင်းကိုစစ်ကောင်စီတပ်က DGB ဘူပိအဖွဲ့ BGF တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ဒီပြန်လည်ထိ ंछ ုပ်ခဲ့တယ်လို့စီရေးတရေရင်းမြစ်နဲ့ဒေသခံတွေရဲ့ပြောပြချက်အရသိရတာပါဒီနဘူးကော့ကရိတ်လမ်းပိုင်းကိုစစ်တပ်ကအပြည့်အဝပြန်လည်ထိ ंछ ုပ်နိုင်ဖို့နဲ့နယ်မြေစွန့်မိုးနိုင်ဖို့ DGB ဘူပိအဖွဲ့နဲ့ BGF အကူအညီနဲ့စစ်ကြောင်းထုတ်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ဒါအပြင်ကော့ဂရစ်စကခစနစ်ခလရ99နဲ့ဂျုံတူခမရ905ခမရ946ကနေပြီးတော့လက်နက်ကြီးဒရုန်းပစ်ကူရယူပြီးတော့အင်အားအလုံးရင်းနဲ့ထိုးသစ်ဆင်လာတာကြောင့် KNL ပူးပေါင်းတပ်ဘက်ကနေမီတချို့လက်လွတ်လိုက်ရတယ်လို့လည်းသိရပါဗျ။ဒီစီရီတရင်ချင်းမြစ်တူပြောပြတာကတော့အခုလက်ရှိဂျုံတိုးကော့ဂရိတ်ဂျုံတိုးနဘူးလန်ကစစ်တပ်ဟာပြန်လည်ထိန်းချုပ်လိုက်ပြီးတချို့အစိတ်ပိုင်းတွေကြတော့ကျွန်တော်တို့အတိအကျမသိရဘူးလို့ပြောပြပါဗျာ။ အောက်တိုဘာ၁ရက်ကကော့ကရိတ်မြို့နယ်နောင်မိရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းတပ်တွေဘက်ကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်မို့ဒီနောင်မိကျေးရွာနီးမှာ KNL ပူးပေါင်းတပ်ဘက်ကကြားဖြတ်တိုက်ခိုက်တာကြောင့်အထိနာပြီးပြန်ဆုတ်သွားခဲ့ရပါတယ်။စစ်တပ်ကအထိနာတာကြောင့်နောင်တပ်ပံမြပရိုင်နန်းကော့တေကော့ဖန်ရနောင်မိကျေးရွာတွေကဒေသခံပြည်သူတွေကိုကျေးရွာအတွင်းကထွက်ခွာခွင့်မပြုဘဲနဲ့လူသားတိုင်းဖြစ်ဖမ်းဆီးထိန်းသိမ်းပြီးရိုက်နှက်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဒါပြင်ဖန်တီးခံထားတဲ့ကြေးရွာသားအယောက်90နီးပါးကိုမြပ်ပတိုင်ကြေးရွာပဲဖန်တီးခေါ်တောင်းသွားခဲ့တယ်လို့လည်းဒေသခံရွာသားတယောက်ကပြောပြပါဗျ။နဘူးကော့ကရိတ်လမ်းကိုစစ်တပ်ကပြန်ထိန်ချုပ်တယ်လူတွေ40 50လောက်မြပ်ပတိုင်ပဲခေါ်သွားတာပြန်လွတ်တယ်တော့မကြားမိသေးဘူး။တိုက်ခိုက်တဲ့အချိန်တုန်းက BGF DKBA ပူပြီးသူတို့ပါတယ်သူတို့ကပူပေါင်းပြီးတော့လွတ်လုတဲ့သဘောမျိုးပါသွားတယ်လို့ပြောပြပါဗျ။ နောင်မိကျေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကအရှင်၃ရောက်ဖမ်းသိရမိခဲ့တဲ့အပြင်အယောက်30နီးပါးတေဆုံးပြီးတော့ဒဏ်ရာရသူများပြားခဲ့တာကြောင့်ထိနာခဲ့တဲ့အတွက်အောက်တိုဘာ14ရက်မှာနောင်မိကျေးရွာကိုလေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တဲ့အပြင်ဒရုန်းတွေလက်နက်ကြီးတွေနဲ့ဘုံကျက်ပစ်ခတ်ခဲ့တာကြောင့်နေအများပြားထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ အော်တိုဘာလ15ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ